အပိုင်း73နောက်ပိုင်းနေ့ရက်များဘာလွန်နဲ့နော်မွေးတောင်ရွာလာပြီနောက်ပိုင်းနေ့ရက်များ၌ညညသည်ထိုစကားသူကိုအမှတ်မဲ့ပြောနေတတ်သည်သူစီသူ့လက်ကိုရထားပရင်အပြင်ဘက်သို့ဆန့်ထုတ်ထားသည်သူ့လက်ဘွားပြင်ပေါ်၌မိုးပေါင်များသည့်တဖျောက်ဖျောက်ကျွေးကြနေ၏မိုးစံများသည့်ရထားပရင်ပေါင်းမှတဆင့်သူ့မျက်နှာပေါ်လင့်စင်နေသည်ဖေတော်များသူများတို့အတူနေကြရမှာလဲဟင်ဟုသူစိတ်အတွင်းမှာမင်းနေတဲ့ကိုကျွန်တော်စိတ်အာရုံပြေချနေရသည် ူတို့တို့တကယ်ဖွင့်ဟမေးလိုက်လျင်မိတို့ဖေးရမိကိုမသိ။မှောင်လာလျင်သူသည်သူ့လက်တစ်ဖက်ကိုကျွန်တော်လက်ဖွာရဲလာထည့်သည်။ကျွန်တော်ဒီနှွေးနေသည်သူ့လက်ကလေးကိုဆုပ်ကင်နေရင်ကျွန်တော်ဒီနှွေးနေသည်သူ့လက်ကလေးကိုဆုပ်ကင်နေရင်ဤရများအတွင်း၌သူ့အမေကျမ်းမရဲ့ချွတ်တက်လာနေသည်ကိုလည်းတွေးနေမိ၏။သူကုံများမချမချဖမ်းခံနေရသည်ကိုလည်းတွေးမိသည်ကိုရွှေယောက်ကြီးပြထားသည့်အိမ်သာအမိုး၌အပေါက်ပါသောရထားတွင်မှလည်းမြင့်ငယ် တွဲပင်ယုံတို့ပို့လိုက်ပြီးဖြစ်သဖြင့်ညိုညိုထန်းညံ့များကို ခိုးဝတ်တင်ရန်နေရာမရှိတော့ဒီကိုလည်းတွင်းနေမိသည်ထောမောင်အပါဝင်မိရထားရဲသားအချို့နှင့်မန်းညွန့်ရင်တို့မတင်တင်ကြသဖြင့်ကုရပိုင်းတိုင်းတောင်နှင်းကြီးဘူတာမှာအဖမ်းစည်းများပို၍ထုပြောနေသည်ကိုလည်းတွေးနေမိသည် မကြာမီကပင်မိရထားပေါ်မှာဆင်းသက်ပြောက်ွယ်သွားကြသည့်ကိုဆိုးမောင်နှင့်မအေးသွဲတို့ကိုလည်းတရိယာနေမိပြန်သည် ကိုစိုးမောင်ဒီစစ်တပ်ဟောင်းနဲ့ဖြစ်၏တောခုရဲဖို့လဲရဲပေါ်လဲဖြစ်ဖို့သည် ထောင်လဲချဖို့သည်သူတွေစကားပြောချိုတာသည်ထဏ်ညံများကိုကြောက်ပန်းအောင်ဒီလိုက်မတင်အတာဆန်းကုန်းမှထဏ်ညံများကိုတင်သည်ထဏ်ညံများကိုတင်ပြီးလျင်သူသည်ကျွန်တော်ရှိရာခက်တွဲပေါ်တက်လာသည်ညီဒီနေ့တော့15 15ပဲပါတယ်ညီပဆန်ရောမလားမီရောမလားညီလားသူညီစေးတံကိုဖွာရှာရင် ပြုံးပြီးပြောတတ်သည်တုံးချက်တော့ပြုံးပြတော်ဗလားထပ်ပေးအောင်လို့လား တော်ပြီပြောမလားလို့မေးရပါကွာသူရီမောင်းရင်စက်တန်သုံးရက်ကိုထုတ်ပေးတတ်တယ်တခါတည်းနိုင်သူနဲ့ကျွန်တော်ဒီစကားကောင်းနေတတ်၏အကူအညီကိုတကယ်ညီလေးလို့ယုံနယ်ဟုပြောတတ်သည်သူဒီမအေးတွေကိုသူအတိတ်ကြပေါင်းသိင်းခြင်းသည့်အကြောင်းများလဲပြောပြသည်ခိုးတော့အကူမှာတမီးရောက်ရှိဖို့တယ်အကူထောင်ချနေတော့မိမလည်းနောက်ရောက်ချယူတာပေါ့အကူတမီးလေးဆုံးသွားတယ်အဲ့ဟာမအေးတဲ့တမီးလေးကိုအကူတမီးလေးတမီးလို့ယုံနေရကွာစိတ်ဆိုတာဆွဲလန်းမိတာပဲ တကယ်ကိုယုံနေတာခလေးကနှက်ခါလေးလောက်ရှိတယ်မလားအမှန်တော့မအေးသွဲကိုယ်တိုင်ကိုကဘယ်သူနဲ့ရတဲ့ခလေးမှမသိဘူးဒါပိုကောင်းတာကွာခလေးကလည်းအကိုအဖေအရင်လိုယုံမှာအကိုမအေးသွဲကိုမကြိုက်လာပါဘူးချစ်တော်ချစ်တယ်တနာရလို့ပြောရမှာပေါ့ဒီမင်းကလေးကမိမဲ့ဖားမဲ့မလားဒါကြောင့်အကာအကွယ်မဲ့ရဲ့လူကျော်တရားဖြစ်နေရတာပေါ့အတင်ယူမဲ့ယောက်ျားရှိရင်တကယ်တည်တည်တန်းတန်းမင်းကလေးနေမှာ သူ့မျက်လုံးတွေကြည့်ပါလားစိတ်ထားဘလောက်ဖြူစင်နေဆိုတာဒါရထားတော့ကွာအကူကမတ်ဖြူဦးကလေးကိုအိမ်မက်မက်နေတယ်ဒီကလေးလေးကိုဘာလို့ဒီလောက်ဆွဲလန်းနေမိမှမသိပါဘူးသူရရခုံမောင်းနံကိုကြော်လွန်ရန်အော်ပြောနေရသည်သူနှစ်ဖုံးနိုင်ဝဲကြနေသောသဖင်များကိုတက်တင်နေသူ့မျက်နှာမှာကြင်ညူးချမ်းမြနေခဲ့သည်အကူကတကယ်ယူမယ်ဆိုတာသူမယုံဘူးခွာ။လင်းကားကပြောတော့အကူကိုဖက်ငိုတာပဲ။ တို့တရားဝေးတဲ့နေရာကိုသွားကြမယ်။ဘေးကိုသွားရမယ်ဆိုတော့တွေးမရသေးဘူး။ခုသူဒီဤတန်ဖြစ်ပြောနေတတ်သည်။သူ့ရဲ့အစီအစဉ်မှာဖြည်းဖြည်းအေးအေးမှဟုထင်ခဲ့သည်။တို့အစီအစဉ်တိုင်းမှာစိတ်ချမ်းတဲ့ပွဲရစိတ်ချမ်းသာပွဲရခြင်းပြီးဖြစ်လာတော့မည်ဟုတွေးကြရသည်။သူတို့တို့ဒီအမြန်ဆုံးအစီအစဉ်ဆုံးဖြတ်ခဲ့ရသည်။သူတို့မထွက်ကာမီတရက်ကအတာဆန်းကုန်းဘုရားမှာတက်လာခဲ့ပြီးသူဒီကျွန်တော်ကိုနှုတ်ဆက်သွား၏။ ထိုနေ့မှာမိုးပွဲများစတင်ကျသောနေ့ဖြစ်ဒီကိုကျွန်တော်တင်မိသည့်အခါတွင်မှမိနိုင်မည်မဟုတ်ပေ။အတာဆန်းကုန်းဗုဒ္ဓမာရထထွက်လာခဲ့သောအခါသူနှင့်ကျွန်တော်သည်ဂတ်တွဲပတ်လည်၏ကတွဲပလတ်ဤနောက်ဘက်ဝရန်တာ၌မိုးပွဲကလေးများကြားတွင်ရက်လာခဲ့ကြသည်သူတို့ထန်းချန်အကြောင်းလည်းမပြောတော့ပေကျွန်တော်ကငွေသုံးချက်ပေးလို့ရန်လဲမေ့နေသည်မိုးများသည့်အရက်ရှင်းမြန်နာ၌ မိုးနေသလိုမြို့ဆိုင်နေသည်အပြာရောင်များဖန်ဖုံးလွှမ်းနေသည်မိုးဆက်မုံများသည်ကျွန်တော်တို့မျက်နှာများပေါ်ကျနေသည်ဒီညပဲအကိုမအေးထွေဝယူလိုက်တော်မင်းကြီးဟာသူဒီရထားတံကိုကြော်လွန်စီရန်အော်ပြောနေသည်သူမျက်နှာမှာမဲပုံနေသည်သူမေးကြောချင်းများတင်းလာနေသည်မျက်လုံးများနေရဲလာနေသည်သူဒီဆဲလုံရှားစွာဖြင့်သူ့သဖင်ကိုတတ်တင်နေသည်မအေးထွေဟာမိမ့်မပြတ်ပေါ်ဟုတ်လားဒါလူတိုင်းသိပါရဲ့ ။သူနဲ့မအိပ်ဘူးတဲ့လက်မှတ်စစ်မရှိဘူး။မညားဘူးတဲ့ရေရဲမရှိဘူး။ကက်ဘူမရှိဘူး။ရုံပိုင်မရှိဘူးကွာ။ဒါမဲ့အခုအတိအကျယူရမယ်ဆိုတာလူတိုင်းကိုကြောင်ညာပေးတာ။ဒီအချိန်မျိုးမှာ အမဲမဖျက်တင်တော့ဘုမှတ်လား။တနေ့ကဟိုကောင်ဟိုကောင်ဆိုရင်ညီတိပါရဲ့။ကောင်မလေးကိုထညက်ကောလူကောဖမ်းမယ်လို့တက်ကွာ။ကောင်မလေးကလည်းခုနေတော့ထောင်မကျချင်တော့ဘုမှတ်လား။အဲ့တော့ခေါ်ရလိုက်သွားရတယ်။မထိုးတော့ဘူးလေ။ပြင်းမနာခေါ်သွားတယ်။ အဲ့ဒါဟိုကောင်ကသူ့အပေါင်းအသင်းတွေကိုကောင်မလေးနဲ့ဧည့်ခံတာလူ40လောက်ပေါ့ကုံတွဲပေါ်မှာပေါ့ကွာကောင်မလေးတသိလက်သွားမှပြစ်ထားခဲ့ကြတာဟိုကောင်မလေးကိုစေးကျိတ်ကုနေတယ်ညီအကောလူတွေအများကြီးတတ်ဖူးပါရဲ့စစ်တပ်ထဲမှာရောတော်ထဲမှာရောတာဝန်ပေးလို့တတ်ဖူးပါရဲ့ခုတော့လူမတက်ချင်တော့အကောထောင်ထဲဝင် ကောင်မလေးပို့ဒုက္ခရောက်မှာပေါ့ကွာမနှက်ပြန်ကကောင်မလေးအိပ်ရထားနိုင်ပါပြီ အကိုဒီနေ့ညပဲတရားဝင်လက်ထပ်မယ်မနှက်ပြန်ကခေါ်သွားမယ်ဘေးကိုသွားရမယ်ဆိုတာတော့မသိသေးဘူးဒီကထွက်သွားဖို့ပဲအရေးကြီးတာအဲ့ဒါညို့အကိုနှုတ်ဆက်တာနောက်ရမှစရင်သူတို့ကမတွေ့မြင်နိုင်တော့ပေသူတို့ဘယ်စီထွက်ခွာသွားကြပြီကိုမြေသူမြတိနိုင်ကြမှာမဟုတ်ကျွန်တော်နားရတဲ့ကကိုစိုးမောင်ဤစကားတံများသည့်ပဲ့တင်ရိုက်ခတ်နေခဲ့၏ သူစကားတံများသည် မအေးထွက်တရားကိုကွက်၏ထွန်းညူပြသည်ကမဟုတ်ညညိုသည်လဲသူတို့လိုပင်ယထားကြီးကိုအပီးတိုင်ဆွန့်ပယ်ထွက်ခွာတားရလိမ့်မည်ဟူ၍ကကျွန်တော်ဒီမတွေ့ဖို့ကဲဆင်ဆက်၌ဤနေ့ရမြာမှာညညိုယထားပေါ်၌နောက်ဆုံးလိုက်ပါနေသည့်နေများဖြစ်သည်ကိုအကဲ၍ကြိုတင်သိရှိနိုင်ခဲ့လျင်လဲအတူတွာအတူနေရစဉ်၌ဖြစ်ပေါ်ကြရသည့်ခဏတာကြည်နူးမှုကလေးများသည်ရှိနိုင်တော်မူမဟုတ်ပေ ။မြာအုပ်ပိုင်းများ၌တောင်တွင်းကြီးတွင်ယထားဆိုင်လျင်ညိုညိုသည့်မြင်းလဲပေါ်ထက်ညက်တောင်းများတင်ပေးလွှတ်လိုက်ပြီ။ကျွန်တော်နှင့်အတူမိုးရာကြီးထဲ၌မြို့ရဲတို့ချင်းလင်းလျှောက်ကြသည်။မိုးများတော်တွန်ချနေစဉ်၌ကျွန်တော်တို့နှစ်ယောက်စလုံးသည်လွတ်လပ်ပျော်ရွှင်နေခဲ့ကြ၏ကျွန်တော်တို့သည်ရေပင်လယ်ဝင်နေသည့်လမ်းပေါ်၌ထီးတက်လက်တဲ့အထူဆောင်းကရှောက်သွားကြ၏သူပကုံးတစ်ဖက်၌ကျွန်တော်ပကုံးတစ်ဖက်မှမိုးရင်များနစ်နေသည် ဘိုးရတန်သည်စုညံနေ၏အမောင်ရင်များအောင်ဆိုင်နေသည်ကျွန်တော်နှစ်ဖေးလမ်းမပေါ်မှမြင်းလဲများဖြတ်မောင်းနေကြသည်ကျွန်တော်စိတ်ထဲ၌သူနှင့်ကျွန်တော်မှာညာစာဇနီးမောင်နှံလိုထင်နေပြန်သည်ကျွန်တော်၏ဒုက္ခကိုတိမ်ပွေလိုက်၏သူဒီကျွန်တော်လက်ကိုအတင်းဖြုတ်နေ၏မရတော့ကပောက်ပြဲသွားသောစိတ်ဆွဲပောက်ပြဲသွားအောင်စိတ်ဆွဲလိုက်နေသည်ကျွန်တော်လက်ကိုလွတ်လိုက်ရကျွန်တော်လက်ကိုလွတ်လိုက်ရတော့လဲကျွန်တော်ဒီသူ့ကိုလမ်းလျှောက်နေ လမ်းပြစ်လိုက်ပြန်သည်တိတ်ကဲမုန်းစရာကောင်းလိုက်တာသူကပြောလိုက်သည်ချစ်စရာကြီးပါအမေဒီပုံကြီးလားချစ်စရာကြီးတိတိချာချင်းချစ်စရာတွေ့လာမှာပေါ့သူဒီခါတိုးတိုးရည်သည်ကျွန်တော်လက်ကိုလိန်ဆွဲလိုက်ပြန်သည်သူနည်းစံတော်သည်တက်နိုင်သမျှအနည်းဆုံးလမ်းလျှောက်နေကြ၏ကျွန်တော်မြန်သွားလျင်သူသည်ကျွန်တော်လက်ကိုဖမ်းဆွဲထား၏ မ်းထည့်ရရလျင်သူက၈၀သွားပြီးကျွန်တော်ထမင်းဆိုင်အတွင်ဝင်နေခဲ့ကလမ်းခွဲသွားရလိမ့်မည်ထို့အခိုက်တန်တဲ့အခါနှစ်ဦးစလုံးပင်လမ်းကိုဒီထက်ပို၍ရှေ့ဆီရှင်ကြသည်နှစ်ယောက်စလုံးပင်ကိုဆိုးမောင်နှင့်မအေးတွေတို့ခုချိန်တိုင်းဘယ်စီရောက်နေကြမည်ကိုတွေးနေမိကြ၏ထို့အတွေ့အကြုံတို့သည်လည်းဖြတ်တောက်ပြစ်ချင်လာပုံရသည်ပင်ဆောင်ရဲတွေနေပြောင်းသွားတာသူများတို့မြစ်တာပို့လို့နေမှာ ကိုရမြ၌ပင်းချောင်းမှအဖမ်းစီများလုကင်းနေပြန်ပြီတို့သောတောင်ရင်းချင်း၌ကပိုရေးအဖမ်းစီထူထပ်နေသည်ကိုသူရီစကားကိုမစီမဆိုင်ပြောရင်းရင်းနေပြန်သည်ကျွန်တော်တတိယလာပြန်သည်ညညိုဒီလဲထညက်30ထပ်ပိုရင်မတင်ဘူးသူ့မိအပန်းနာမှာစေးမဝင်နိုင်တဲ့ဖြစ်ပိုဆိုးနေတယ်ဟုတင်းတင်းပြောသည့်ကိုတတိယလာပြန်သည်ကျွန်တော်တို့သူ့အခက်ခဲတွင်တစ်ချိန်ထပ်၍ဖြည့်ရှင်းရန်တွေးလာမိသည်အင်းဒီမှာခဏတာလွတ်မြောက်ခွင့်ရတော့နေဖြစ်သည် ာရှည်လွတ်မြောက်ခွင့်ရရမှာမူသူ့မိဘများကျွန်တော်မိဘများကိုပြစ်ပယ်ကစွတ်အိမ်အောင်ပြုတ်လိုက်ကြရန်သူ့မဟုတ်မအေးတွင်နဲ့ကိုစိုးမောင်တို့တို့အားလုံးကိုစွန့်ပစ်ထွက်ပြေးကြရန်ဖြစ်သည်သူတို့ကကျွန်တော်တို့ထပ်ပိုးေးကံကောင်းထောက်မှပေးသည်ညညိုရေးအသွေးများမှလည်းမအေးတွင်တို့ထံရောက်သွားပြန်သည် သူကအတန်တိုးတိမ်စွာပြောနေသည်ခုနှစ်မအေးတွင်တို့ဘယ်စီများရောက်နေကြလဲမသိဘူးနော်ကိုစိုးမောင်ကြီးကမအေးတွင်ကလေးကိုတိတ်ချက်တာပဲတဲ့သူတို့ပြောနေကြမှာပဲနော် သူတို့ကြတော့လေဘယ်သူမှမိဘရဲ့ငဲဆရာရှိတာမှမဟုတ်တာနော်သူ့တံများမှာမိုးရသုံးနေတံများအောင်းနိုင်နင်းမြုပ်သွားနေသည်ကျွန်တော်ဒီမိုးရဆိုရှဲနေတော့သူ့လက်ကလေးကိုတင်းကျက်စွာဆုပ်ခံထားနေသည်ဒိုလက်ဆုံးယူလိုက်ကြမယ်လီဘာဖြစ်ဖြစ်ပေါ့ဒီလိုတော့မလွန်မင်းမလောက်ရဖို့မလားတို့ဒီလိုကြီးတော့အမြင်သွားနေရမှာမဟုတ်ဘူးညရှင်နေရှိတာပေါ့ မိုးရွာရင်မိုးတိတ်တာရှိရပေါ့တို့ဟာကဘာချားနေကြရမှာမဟုတ်ပဲဒီလိုပါကွယ်နေ့မှာတယောက်မြင်ရတာတယောက်မျက်နှာညကြတော့မင်းမျက်နှာကိုပြန်တွေးကြည့်မယ်မင်းအတန်ပြန်နှားထောင်ကြည့်နေမယ်ခုနေ ው သားမိုက်မိုက်ကန်ကန်ထဉက်တွေလိမ့်တင်ခိုင်းနေငွေတွေဖြစ်လာနိုင်တယ်ဒါတော့မလုပ်ဘူးအန်ရင်ကြီးရဲ့တနေ့တော့မျောလင်းချက်ရှိလာမှာပေါ့ကျွန်တော်ထိုးအသေးများကိုသူတိနေမိဟုထင်မိပြန်တယ်